။အော်ဒီယိုဘုတ်နားဆင်တဲ့စာပေချစ်သူများအားလုံးမင်္ဂလာပါရှင်။ကိုသိန်းချိုင်းတန်တားဆိုတဲ့ဝိထုအတွက်မိတ်ဆက်စကားလေးနည်းနည်းလောက်ပြောပေးချင်ပါသေး။ဒီကိုသိန်းချိုင်းတန်တားဆိုတဲ့ဝိထုမှာရိုးရိုးချွန်ချွန်အမှုတော်ထမ်းခဲ့တဲ့အညာဒရစစ်တီတော်တီရိပြကမောအားအဓိကဇက်ကောင်အဖြစ်ထားရှိပြီးမြန်မာနိုင်ငံရဲ့ယာဇဝင်တမိုင်းမှာတဦးတည်သောဘုရင်မကြီးဖြစ်တဲ့ရှင်စောဘုရင်မကြီးရဲ့ခေတ်ကိုနောက်ခံထား၍ မင်းမကြီးအားလှုပ်ကြံရန်စီအားထုတ်ခဲ့ကြတဲ့သစ္စာဖောက်လောက်ကောင်လေးကိုညီသူကမျှတောင်းဝန်မပေးညီသည့်စုလက်ကိုမှမမျှော်ကိုညီသူတဦးတယောက်ရဲ့ချီးကျူးဂုဏ်ပြုခြင်းကိုလည်းခံယူလိုတဲ့စိတ်မရှိပဲမင်းမကြီးရဲ့အသက်အန္တရာယ်လုံခြုံရေးအတွက်မိမိရဲ့အသက်နဲ့လဲ၍အကာအကွယ်ပေးခဲ့တဲ့ပုံကိုဇလန်းဆက်အိမ်ဖွဲ့ပြီးရေးသားထားတဲ့ရှားဇဝင်ဝိတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ဒါကြောင့်ဒီကိုသိန်းကျိုင်းတန်တားဆိုတဲ့ဝိတ္ထုထဲမှာ စစ်တွေတိုင်ရင်နဲ့မှအချစ်ကိုရှာဖွေတွေ့ရှိသွားပုံလေးကိုလည်းရသနှမျိုးပေးထားတဲ့ဝိတ္ထုကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဒါကြောင့်ဒီကိုသိန်းကျိုင်းတန်တာဝိတ္ထုလေးကိုကျမတို့ Listener Heaven Channel မှာဝင်ရောက်နားဆင်ခံစားနိုင်ပါရဲ့ရှင်။စာပေချစ်သူများအားလုံးကျမ်းမာရှင်လန်းကြပါစေ။